မင်္ဂလာပါရှင် အခုတစ်ခါမှာတော့1959ခုနှစ်ဧပြီလထုတ်ရှုမဝမဂ္ဂဇင်းမှာဆ ्याम ကြီးခင်းနေယူရေးသားထားတဲ့ကြပန်းနှင့်သင်းဆိုတဲ့ဝိတုတိုလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကြပန်းနှင့်သင်းခင်းနေယူ thank you မလေးရေတောင်ကုန်းတစ်ဖက်ကမလေးတို့အိမ်လေးတို့ခုချိန်မှာတိတ်ဆိတ်အေးချမ်းနေမှာပဲအကိုတက်ထုံးကိုစူးစားပြီးမိနေပြီလားမိပါမလေးရေအကိုကတော့အသက်နယ်ခန္ဓာမြဲနေသည်မမလေးစီကိုစာရင်းနေမှာပဲခုရေရတာကလေအကိုတက်ထုံးနောက်တစ်ပတ်ဆိုရင်နိုင်ငံသားကိုသွားရတော့မင်းတန်ယုံမှာပထမအတွင်းဝန်အဖြစ်နဲ့တွားရမယ်ခင်စောအေးနဲ့တမိလေးပါ တခါရေခေါ်သွားရမယ်။အချစ်စီက စာတလုံးလောက်ကိုပဲဖြစ်ဖြစ် မြင်သွားပါရစီလားခလေးရဲ့။မလေးချမ်းမြေရွှင်လန်းပါစေ။အကိုတတ်ထွန်းအရင်ကသာဆိုရင်တော့အကိုတတ်ထွန်းစာများကိုဖတ်ပြီးရင်ဖတ်ချင်ရင်ဖြစ်ခဲ့ပါသည်။မျှော်လင်းမျှော်လင့်ခဲ့ပါသည်။တောင်းလေတောင်းတာခဲ့ပါသည်။အခုတော့ဖြင့်အကိုတတ်ထွန်းစာများကိုကျမဘဲနဲ့လို့ဖတ်ရပါမည်နီ။ တခဲဆိုတော့မတန်ရှင်းတော့ပါသူ့ထံမှာစာများကိုဖတ်ရခြင်းမှလည်းကျမအဖို့စိတ်ချမ်းသာခြင်းကို ဖြစ်နိုင်တော့မည်မဟုတ်ပါ အကိုတက်ထွန်းသည်တရိယာဖို့ကောင်းပါပြီသူတွင်လက်ထက်မရာရှိပြီးသည့်နောက်ကျမထံသို့ဘလို့ပင်ချက်သည်ဆိုစီယခုလိုချိတ်ရင်မကင်းသော စာများကိုတော့ရေးရန်မသင့်တော့ပါကျမသည် သူ့စာကိုကြည့်နေအောင်လက်ထဲမှာစုပ်ထားမိသည် ကျမမျက်လုံးများသည်ကံပြင်းပေါ်သို့ရောက်သွားသည်တကယ်တော့အကိုတက်ထွန်းစီတို့ကျမအလွန်ပဲစာရေးခြင်းမာသည်ကံရည်မှာမူးတပြရွာပြီး၍အနှင်းငယ်နောက်စာပြူလာပြီအကိုတက်ထွန်းရဲ့ကံရည်တွေဟာမှတ်လေးရဲ့နှလုံးသားလိုပဲတိတ်ပြီးမကြည့်လင်တော့ဘူးအရင်ပတ်တုန်းကဆိုမိုးရေဟာတပေါက်ပေါက်နဲ့ကံရည်ပြင်ပေါ်မှာအနှံ့ရွာချလိုက်တာလေလိုင်းလေးတွေတောင်ထမလို့ပဲ မလေးရဲ့ရင်ထဲမှာလဲလှိုင်းတွေလေလိုင်းတွေတိလားအကူတက်ထုံးကိုချစ်တဲ့လှိုင်းတွေကျမသည်ဒီလိုပဲစာရေးလိုက်ခြင်းသည်ဒီလိုမရေးရသမျှတော့အကူတက်ထုံးစီကိုစာမရေးလိုပါ ကျမမျက်လုံးမှာမျက်ရည်ပေါက်တွေကံရည်ပြင်ပေါ်ကျနေကြသည်ကျမသည်စိတ်ကိုတင်းလိုက်သည်ကျမကံဆက်တွင် မနေလိုတော့ကျမဘာကြောင့်ငုံနေရပါမည်လဲ ငိုစရာလည်းအကြောင်းမဟုတ်ငိုရန်လည်းမလိုပါယောက်ျားတယောက်ဤအချစ်အတွက်ကျမကဘာကြောင့်မျက်ရည်ကျရပါမည်လဲကံဤအလဲတွင်ကြပန်းများသည်ဖွင့်နေကြသည်ညနေဆောင်ဤနေရောင်ဖြင့်ကံရည်တွင် ကြဖြူရိတ်မှတင့်တယ်လာသည် ကျမကြပွင့်ကံလေးမှာတာယာရှုမိုးပဲကောင်းနေသေးသည်မဟုတ်ပါလုံးကျမသည်အိမ်ဘက်သို့ရှောက်လာသည်ရခင်အပတ်ကရွာလိုက်သောမိုးကြောင့် တပြုံကြီးပေါက်လာသောမျက်ပင်များကို အမေကနှုတ်၍ရှင်းနေသည်အိမ်ဝင်းထဲမှအစင်မဲတန်ပြန်၍ရှင်းနေတတ်သည်ဒါရီသည် အမေ၏လက်ရာများပင်ဖြစ်သည်အမေကမျက်များကို ပုံနေရမှကျမကို မော်ကြည့်သည် မင်းကလေးနေမကောင်းဘူးလားကျမသည်ဝင်းတကားကိုကင်ထားသည်ဒီမှာအမေအကိုတက်ထုံးစီကစလာပြန်ပြီသူ့နိုင်ငံသားကို သွားရတော့မယ်တဲ့။အော်အမေကဒါတလုံးမဲ့ပြောသည်။ပြီးတော့ရှေးကအရင်အိမ်ထဲသို့ဝင်သွားသည်။ကျမသည်အိမ်ထဲသို့လည်းဝင်၍မလိုက်လို့သေးပေ။ကျမတို့အိမ်မှာမိုင်းငော်မြို့နယ်စုံတောင်ကုန်းငယ်တစ်ခုသာခြားသည်။တောင်ကုန်းတစ်ဖက်စင်ကြီးရှောတွင်ဆောက်လုပ်ထား၍တီးတန့်လိုဖြစ်နေပေသည်။အိမ်ရှိဘက်တွင်မူတဖြည်းဖြည်းနှိမ့်စင်းသွားသောစက်ကြက်မြက်ခင်းမှာ ရှု၍မဆုံးတော့ပါယခုလိုမိုးဦးနှင်းဆိုလျင်မျက်နှာကလေးတွေဖုံး၍တခွင်းလုံးစိမ့်လန်းနေပေသည်မင်းကလေးထမင်းစားမေဟိအမေကအိမ်ဝါမှလှမ်း၍ခေါ်နေသည်ကျမသည်အမေနှင့်အတူထမင်းစပွဲသို့ဝင်ထိုင်လိုက်သည်ထမင်းကျက်တော်နှမ်းပုံမှာကျမထမင်းစားနှီးသည်ကိုအားမလို့အားမရဖြစ်နေသည်မလေး ထမင်းစားမကောင်းဘူးလားကျမသည်ဒေါ်နန်းပုံကိုအားနာသွားသည် ကောင်းပါရဲ့ဒေါ်နန်းပုံရဲ့အမေသည်တချက်များမော့ကြည့်၍တူတူပြောနေသည်မောက်တထွန်းဟာအခုလိုတနေရတော့ရတဲ့မှာရယ်ရှမ်းပြည်မှာနိုင်ငံရေးကိုအနစ်နာခံပြီးလှုပ်ခဲ့တဲ့သူတွေမှာဆိုမောက်တထွန်းလိုသူခက်ရှားရှားပဲကိုဝဏသာရှိရင်အတော်ဝမ်းသာမှာပဲဥဝဏမှာကျမဖခင်ဖြစ်သည် သူသည်ရှမ်းပြည်ဤပြည်ထောင်စုစနစ်ကိုရွံ့မုံသူဖြစ်သည် ကိုတက်ထုံးကိုဘဘကပင် လက်တက်မွေခဲ့သည်ဘဘသည်ပြည်ထောင်စုပပျောက်ရေးမျိုးစေကို အကိုတက်ထုံးသူချပေးခဲ့သည် သူသည် ရှမ်းစော်ဘွားများနှင့်အဆက်ဆံမရှိပေဒါကြောင့်ပင် သူ့အိမ်ကိုရခုကဲ့သို့ဆောက်ရွေ့ထားခဲ့လေသည်ဘဘတို့ခေတ်ကမူပြည်ထောင်စုစနစ်မှာရခုထက်ဆိုးရွားသည်ရက်ဆက်သည် ရှမ်းလေသမားတို့ပိုင်းလေထဲမှာစပားထွက်သည်များကိုသုံးပုံနှစ်ပုံဆော့ပွားများသူဆက်ရသည်ဘပသည်ထိုစပားကိစ္စကိုတိုက်ဖြတ်ရင်းပင်ဆော့ပွားတို့ဖမ်းဆီးထားရမှပြန်၍မလာတော့ပင်ထောင်ထဲမှာပဲဖျား၍တည်သွားသည်ဟု ကျမတို့သိရတော့သည် အကူတက်ထုံးမှာကျမလိုရှမ်းအစင်မဟုတ်ပင်မိခင်မှာဖမဖြစ်၍ဖခင်မှာရှမ်းဖြစ်သည်ကိုတက်ထုံးဤဖခင်မှာပင် တကယ်လေသမားပီတာပီသည် သူသည်ဖေတော်ငါမှ သူဤလေယာများကိုမစွန့်ခဲ့ပြီသူလေယာများတွင်ပင်သူခေါင်းချခဲ့လေသည်ကျမသည် ထမင်းစားရင် ရှမ်းတော်လက်ကြီးရွာများနှင့်အကိုသက်ထုံအတူနေခဲ့ပုံများကို မျက်လုံးတွင် တရေရေမြင်လာပါတော့သည် ထမင်းကိုဆက်၍မစားချင်တော့ပေအပြစ်မှလေတိုက်လာပြန်ပြီညများမိုးရွာမလားမသိဘူး ဒေါ်နန်းပုံသည်စကားပြောရင်တကားများကိုလိုက်၍ပိတ်နေသည်ကျမတို့အိပ်ရာထဲမှာပဲခွေနေသည် မကြခင်ပင်အမေဤဖျားရှိခိုးတမ်းမှာตาရာငိမ့်အေးစွာ ထွက်ပေါ်လာသည်ကျမသည်ယမန်နှင့်စောင်းဦးကိုတရိယာမိလာ၏ယခုလိုပဲအကိုတထုံးထံမှစာရောက်လာသည်စာထဲတွင်မူခင်စောအေးနှင့်နှိစက်လွန်ရာမှလက်ထက်ရတော်မည်ဖြစ်ကြောင်းပေးလိုက်သောစာဖြစ်ပေသည် ကောလိတ်ကျောင်းပိတ်ချိန်မှာလွှဲ၍အကိုတက်ထုံးနဲ့ကျမမှာတွေ့ရသည်မဟုတ်ပေ။ဟိုတုန်းကငယ်သေးသည်အိမ်ဒရီမဲ့လာသည်ဤအိမ်လေးတွင်မနေကျင်တော့ပေ။ကျမသည်ကံပေးမှပင်စာကိုဖတ်ရင်ရှိုင်ကို၍အိမ်တဲဝင်လာမိသည်။အမေသည်တိရွက်ချောင်းများကို စုပုံမိရှုနေရမှကျမကိုအံ့ဩစွာလှမ်းကြည့်ရင်"အိုးမိန်းကလေးဘာဖြစ်လာပြန်မလဲ?" ျက်မကိုစီး၍ဖတ်ရင်းပြောပါသည် ကျက်မသည် အမိပခုံးကိုခေါင်းတင်၍အားရစွာ ရှိုင်ငုံမိသည်ဒီအိမ်မှာမနေချင်တော့ဘူးမတ်လေသွားတော့မယ်အမေအကိုအကိုတတ်ထုံရဲ့တခြားမိမနဲ့လက်ထတော်မယ်ကျမလက်ထဲမှာစာကို အမေတို့ပြလိုက်သည်အကိုတတ်ထုံနဲ့ကျမဘလောက်ချစ်သည်ကို အမေသိပြီဖြစ်သည်သူသည်ကျမပခုံးကိုညှင်သာစွာဖတ်ရင်း မင်းကလေးရဲ့မင်းဆရာမဆိုတာလဲတတိထားပါအောင်အတတ်ငယ်ပဲမဲ့တမိဟာဆရာမတမိနဲ့မောင်တက်ထွန်းကမတွေ့ရတာကြာပြီပဲအချစ်ဆိုတာဒီလိုပဲပေါ့တိတ်ပါကွယ်အေးလီငိုချင်လဲငိုတာပေါ့အမေသည်စကားကိုခဏရက်၍ဒီမှာကွယ်ဒီအိမ်ကတော့ဘာလို့ထွက်သွားရမလဲတို့အင်္ဂလိပ်ထက်များဘယ်နေရာကအေးချမ်းအောင်မှာလဲကြည်စမ်း ခုနေဘလောက်လာလဲကျမသည်မျက်ရည်များကြားမှအိမ်ကိုကြည့်လိုက်သည်စောင်းရိပ်ဤတောင်ကူးများသည်ပတ်ဝန်းကျင်တွင်မှိုင်းနေသည် နေရောင်သည်ခက်မိန်မိန်ကြံ့ရစ်သေးသည်ပင်လုံးကျွတ်ပွင့်နေသော ချယ်ရီပန်းများကအိမ်ဘက်ကိုညွှတ်ရွေနေကြသည်အမေတည့်ရွယ်ပုံမှမိကိုငွေသည်တက်လူလူကောင်းကင်သို့လွင့်၍တက်နေကြသည်အိမ်ထဲဝင်ကြသို့ကွယ်အမေသည် ကျမကိုအိမ်ငန်းထဲခေါ်သွား၍ခလေးလိုပဲယူယူရရတိတ်ခဲ့သည်ပြီးတော့အမေသည်တည်ငြိမ်စွာပင်ဖះရှိခိုး၍ယခုလိုပိရိတ်မြတ်တာပို့များကိုရွတ်ဖတ်၍နေတတ်ပေသည်အမေကတော့တည်ငြိမ်ပေသည် အနှဲကြသောရေနှင့်တူပေသည်ဘာတွေပဲဖြစ်နေဖြစ်နေသူသည်တုံလှုပ်ခြင်းကိုမပြတော့ပင်အထက်တန်းเจ้าများတွင်နေခဲ့သောကျမကအမေထက်စားတတ်သည် တို့ပေမဲ့ဘဝတက်တန်းတွေ့ကြုံမှုများမှာမူအမေကတာပေသည်ဒါကြောင့်သူ့စိတ်များသည် ရင့်ကျက်၍နေပေသည်ကျမကရှက်၍လာလေသည် အမေသည်ဘာပဲဖြစ်ဖြစ်အေးအေးဆေးဆေးရင်ဆိုင်တက်သည်ကိုမြင်ရသောအခါကျမ၏တုံ့လုံလွယ်သောစိတ်အတွက်ရှက်မိပါသည်လောကရန်ကြောင့်ဖောက်ပြန်တုံ့လုံခြင်းမရှိတာတိကုံနှင့်ပြည့်စုံတော်မူ၏အမေသည်ဖျားရှိကိုပြီး ရဟဏာများကိုခြေကျူးထားသောဥပ္ပန္နတန်တိကျမ်းမှတစ်ပိုက်ကိုရွတ်ဖတ်လေသည်။ကျမသည်အိတ်ခမ်းတကားကိုထား၍ဖွင့်လိုက်သည်။လေအေးများသည်ဆွ၍ဝင်လာသည်။မူသားများသည်ခက်ဝဲဝဲမှပင်ရှိသေးသည်။လရောင်သည်တောင်စွဲကိုကြော်၍လှပစွာတာနေပေသေးသည်။ကံထဲမှကြာပွင့်ဤဝင်လာများသည်လအင်ငွေရောင်ဖြင့်ထိတွေ့ကြပေပြီ။ တခါကကျမဤချစ်ဝတ်လွားများလေကိုတက်ထုံးဤချစ်လာရောင်ဖြင့်တာမောလှခဲ့ပေသေးသည်ရှုံရှုံဆို၍ငွေရေပင်ရှုပ်ဖိတ်မတက်လှပါခဲ့ပေသည်ခတ်သည်မှ အလုံးမဲခတ်သည်ယောက်ျားတွေဤတဘောမှတာ၍ခတ်သည် သူတို့သည်ချစ်မြတ်တာကိုလည်းမစွန့်လွန်နိုင်သလိုတဏ္ဍာ၌လည်းတတ်မှန်မောပေသည် အကိုတက်ထုံးသည် နီးစက်ရာမှ ခင်စုံအင်းနှင့်လည်းလက်ထပ်ခဲ့သေးသည် ဒါပေမဲ့သူကကျမကိုလည်းချစ်နေပေသေးသည်ကျမစာမရေးသည်ကိုလှမ်း၍အပြစ်တင်လိုက်သေးသည်သူဤချစ်မြတ်တာအစ်စ်မကျမထံတွင်ကြံ့ရစ်ခဲ့သည်ဟု သူကဆိုလိုက်သေးသည်ကျမမှာตา၍ယူကျင်သည်ယောက်ျားတယောက်အနေနဲ့အကုန်သက်ထုံးကို တွေးမိသောအခါယောက်ျားတို့ဤအချစ်ကို ကျမကအလွန်မင်းအထင်သေးမိ၏မုံတီဤ ယွန်ရှာခဲမိပါ၏ဒါပေမဲ့လူတယောက်အနေနဲ့တွေးမိသောအခါကျမစိတ်သည်ပေါက်သွားသည်ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်လူမှာ လူပဲဖြစ်သည် သူတို့သည် ဖောက်ပြန်ကြပေမည်မှားကြပေမည်အမားနှဲနိုင်သည်များနှဲအောင် ထိမ့်သိမ့်နိုင်သည့်စိတ်ကိုလိုက်၍လူတော်လူသားတမုတ်ရပေမည်မှားတော့မှားကြမည်ပဲဖြစ်သည်လီမာ ပို၍ပြင်းပြင်းတိုက်ခတ်လာသည်။ကံရည်ပြင်ပေါ်မှကြပန်းကလေးများလည်းလှုပ်ရှားနေကြသည်။လရောင်သည်တဖြည်းဖြည်းမှေးမိန်၍ကွဲပြောက်သွားသည်။ကျမဤချက်ချင်းသည်လည်းမှေးမိန်၍ယခုလိုပဲနှီးကုန်းချုပ်ခဲ့ရပေသည်။ကုမှုဒွာကြသည်လရောင်နှင့်ထိတွေ့မှပင်ပွင့်လန်းရသလိုကျမဤချစ်မြတ်တာမှလည်းလာရောင်ကိုပြင်းစွာမျောလင့်မိပါ၏။ဤလာနှင့်ဤကပါ ဘယ်တော့မှမဆုံးနိုင်သေးသမျှကျမတန်းတားမှုတည်းလဲဆုံးပါမည်လောအပိုင်းနဲ့အကုတ်တထုံးကိုမေးပြောက်ပစ်သည် ဆိုပေမဲ့သူ့တရင်များကိုတော့အစင်မဲနားထောင်မိသည်ဒီနေ့စောလွန်အေးလာမယ်တဲ့ဟိသူမောင်းတထုံးနဲ့တွေ့ခဲ့တဲ့ကျမသည် အမေစကားအရစောလွိုက်အေးကိုမျှော်နေမိသည်စောလွိုက်အေးသည်ရှမ်းပြည်အတွက်စိုက်ပျိုးရေးပညာများကို အနောက်နိုင်ငံသို့တွားရောက်တင်ကြားသူဖြစ်သည် သူလည်းရခင်ကလက်သမားကောင်းဆောင်ပင်ဖြစ်လေသည်စောလွိုက်အေးရောက်ရင်ရောက်ချင်းသူကပင် အကိုတတ်ထွန်းအကြောင်းကိုစပြောပါသည်ကိုတတ်ထွန်းစီတတိပေးပါအောင်လာမလေးရဒီလူတိတ်ပုံပြောင်းနေရပဲဗျာတကယ်ဆိုရင်တော့ အရင်က ICS လူဒန်းစာတယောက်ကအခုသူ့ချိုးချိုးတယ်ဆိုကိစ္စမရှိဘူးကိုတက်ထွန်းလိုလူကအခုလိုချိုးနေတော့တိတ်အယုတ်ဆိုးတယ်ဘာဖြစ်လို့လဲတိတ်လူဒန်းစာခွဲတာပဲဗျာအတော့ကိုစိုးတာပဲမြမပြေကစစ်စစ်ရဲရဲလူတွေဆို သူကဂယုမဆိုင်တော့ဘူးအောက်ခြေကို အတော်လွတ်နေပါတယ်လေဦးမြဘူးကလည်းသူ့အဖေရဲ့စည်ရင်းကားကြီးပေါ့ဗျာဒီလူကိုခေါ်သွားပြီး ဟိုမှာအိမ်သာစီခိုင်းကျန်းတိုက်ခိုင်းတယ်ဗျာရက်ဆက်လိုက်တာကျွန်တော်ကလည်းမျက်မြင်တွေ့ခဲ့ရတော့သူ့အဖြစ်ကိုရင်နာလိုက်တာကျမမှလည်းစိတ်အတော်ပြတ်မိသွားသည်အနောက်ဤပဝင်းကျင်များနှင့်အတွင်းဝန်ဟူသောတိုင်းဝမ်များသည်အကိုတတ်ထုံးအားသူလာခဲ့သောဘဝကိုမိသွားအောင်လွှမ်းမိုးကြလိမ့်ပြီခါကြကမလေးမီရဲ့သူ့မိမကတဆင်ဆန်နေ ဘာပြောပါလဲစောလွန်အေးကျမသည် သူ့စကားကိုနားမလဲပါခင်စောအေးကသစဉ်ဆန်းနေသစဉ်ပန်းဟာအောက်ခြေလွတ်တဲ့ပန်းမျိုးပဲမဟုတ်လားမြေကြီးနဲ့ဝေးပြီးအပင်မြင့်မြင့်ပေါ်မှာပေါက်ရတော့သူတို့ကမြေကြီးကိုသတိမရခြင်းဘူးကောင်းကင်လေကြောင်းမဲရှင်တန်းနေတယ်လို့ထင်ချင်းထင်နေတတ်တာသူ့မိမလွှမ်းမိုးတာကိုလည်းသူခံနေရတာပါပဲဗျာအေးလေခမည်းတက်နိုင်ရင်တော့ သူဟာပရိသတ်တော်လန်ရေးသမားတယောက်ဆိုတဲ့ဘဝကိုတတိယအောင်ပြန်ဖော်ပေးပါအောင်။ဒါနဲ့အခုကိုသက်ထွန်းကကောင်းစစ်ဝင်ဖြစ်သွားပြီဆို။အေးပေါ့ဗျာ။ဒါပေမဲ့သူ့သတင်းတွေကတော့တော်တော်ဆိုးလာပြီ။ကျမသည်အင်မတန်ကိုစိတ်ကို အလှူလိုက်တတ်သည်။စိတ်ချမ်းသာစရာနှစ်သိမ့်စရာလေးတွေသာကြားကျင်သည်။အကိုသက်ထွန်း၏မကောင်းသတင်းကို မကြားကျင်ပြီ။ စောလွိုင်းအေးပြန်သွားခြင်းတွင်မူအကိုတထုံးထန်စာရေးပုံကိုဆုံးဖြတ်လိုက်ပါသည်တကယ်ရေးဖို့ကြတော့ခက်လာပါသည်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်အကိုတထုံးအပေါ်ကျမဤအချက်မှာတကယ်တန့်စင်ခဲ့ပါလျင်အကိုတထုံးဤအမှားများကို ကျမဖော်ပြရဲရပါမည်မဟုတ်ပါလားနောက်ဆုံးကျမကြားရသည်များသတင်းများကို စုပေါင်း၍သူထန်စာရေးလိုက်ပါသည် ခင်စောအေးနှင့်ပတ်သက်၍တော့ တလုံးမြပင်ထဲ့၍မရေတော့ပါရေးရန်လဲမတင်တော့ပင်အပိုင်းတော့အကိုတတ်ထုံးမြမပြေပြန်ရောက်၍ကျမထံလာလေမြည်ဟုကြားရသောအခါကျမမှာအိမ်နရီမရနိုင်အောင်ဖြစ်နေပါသည်သူ့ကိုတွေ့လဲတွေ့ကျင်ပါသည် အတွေ့ခံရမှာကိုလဲစိတ်ညစ်နေသည် အမေရဲ့သူလာလို့တော်ပါမလားအကိုတတ်ထုံးကမိမနဲ့ဖြစ်နေပြီကျမမ တုံလှုပ်သွားပင် အမေကိုမေးမိသည်အိုးမင်းကလေးနဲ့ဖဲနဲ့ကလေးဆန်လိုက်တာသူကတို့များအိမ်ကိုမိဆွေအနေနဲ့လာလဲမှာပဲငယ်ရေးစာဆိုတာတွေကို မေ့ပြမပေါ့ပြီးတော့လဲခုနေခါသူရာထူးကြနေတော့ဆိုတို့ကခင်ခင်မင်မင်သူ့ကိုလက်ခံရမှာပေါ့မှန်သည် အကိုတက်ထုံးမှာကောင်စည်ဝံဘဝမှာယာရူးချ၍ဒုတိယအတွင်းဝံအဖြစ်နဲ့အခြားတိုင်းပြည်ငယ်တစ်ခုသို့သွားရပေမည်။ကျမသည်အမေကိုဘာမှပြန်မပြောတော့ပြီ။အကိုတက်ထုံးမှာတိတ်ဆိတ်စွာပင်သူတယောက်တည်းမိုင်းငော်သို့ရောက်လာခဲ့သည်။မိုင်းငော်မြို့ပေါ်ရှိ သူအသည့်တအိမ်မှာပင်တဲခိုသည်။ဒါပေကောင်းပါသည်။ယနေ့ညစာအတွက် အမေကကိုတက်ထုံးကိုဖိတ်ခေါ်ထားသည်။ကျမသည် ရခင်ကလိုပဲကံပေးရှိအုတ်လေကားရင်ထရင်အကိုသက်ထွန်းအလာကို မျောနေမိသည်တောင်ကုန်းကိုပတ်ထားသောလမ်းတိုင်းအကိုသက်ထွန်းရှောက်၍လာပါသည်မိုးဦးဤညနေဆောင်တွင်လှပသောနေရောင်ခြည်များမှ တိမ်များကြားမှဖြာ၍လမ်းပေါ်တွင်ကျနေလေသည်အကိုသက်ထွန်းကိုကြည့်ရင်မသက်သာသောဝိဒနာတစ်ခုကိုကျမရင်ထဲတွင်ပြင်းထန်စွာ ခံစားနေရပါသည် ကျမဖက်လို့ကြိုးစို့တင့်တီကိုလဲကျမတွေးလို့မရသေးပါမလေးရေနေကောင်းရဲ့လားအကိုတတ်ထုံးပင်အနာတို့ရောက်လာပါပြီကျမသည်ရွေရှားရွေပင်မရနှက်ခမ်းပြားနှစ်ခုလုံးမှလည်းတုံနေသည်ကျမသည်စူးစား၍ပြုံးလိုက်သည် စကားတစ်လုံးမှ ပြော၍တော့မထွက်ပေမတ်တရက်ဘေးချင်းရှင်၍သူနှင့်တူအိမ်ထဲသို့ဝင်ခဲ့ပါသည် ဟောမောင်တက်ထွန်းအမေကဝမ်းသာစွာလှမ်း၍နှုတ်ဆက်ပါသည်ကျမသည်အတုံဟန်ပြတ်နေသည်ဟုဆိုရပေမည်တကယ်တော့လေဘာကုမဟန်လှုပ်ထား၍မရတော့ပါသမင်းစပွဲမှလည်းပြင်းရည်စရာကောင်းလာသည်ဟုထင်သည် အမေကသာမိကုံများကိုမေးနေသည်ကျမတော့စကားတစ်လုံးမှမပြောတိတ်တိတ်ဆိတ်ဆိတ်ပင်သမင်းကိုစားနေမိသည် နှစ်ပေါင်းများစွာခွဲနေရသောချက်သူမျက်နှာကိုတော့အားရအောင်ကြည့်နေမိသည်ထမင်းပွဲပြီး၍ကျမတို့နှစ်ယောက်အိမ်အပြင်သို့ထွက်လာသောအချိန်မှာလပင်တောင်ရိုးပေါ်မှကြော်၍တာနေပါပြီကျမတို့နှစ်ယောက်လုံးကံပေးမှအုတ်လေကားမှထိုင်မိကြပြန်သည်အရင်ကသာဆိုအတိုင်းမသိပြောကြပါမည်ယခုတော့လည်းအခမ်းရဆိုးလာသည် အကိုတတ်ထွန်းလည်းကျမစိတ်ကိုဖတ်မိသည် ကျမစကားပြောနိုင်အောင်ကြိုးစားပါသည်အကိုတထွန်ဇနီနေကောင်းရဲ့နော်နေကောင်းကြပါလေမလေးရဲ့ကြည်စမ်းပါအောင်ကံရီကလည်းအရင်ကလိုပဲလှနေတာပဲမှန်ပါသည်လမှာကံရီရိတ်တွင်ထင်နေသည်မိုးဦးလေနှင့်ရေပြင်းလှူရှားတိုင်းမွေရောင်များ လက်ခါလာဝန်းလဲတွန့်၍သွားပါသည်ကြာပြူပွင့်တွေမှာရီမောပျော်ရွှင်နေသလိုပင် ဝက်လွာများကိုလှုပ်ရှားနေကြပါသည်ကျမသည် ကိုတက်ထုံးကိုခက်ရဲရဲပင်မော်ကြည့်လိုက်သည်ဒီမှာအကိုတက်ထုံးမလေးတို့စာရင်းမှာရေးလိုက်တဲ့သတင်းတွေဟာအမှန်ပဲလားအကိုတက်ထုံးသည်ကံရည်ပင်ကိုစူးစိုက်ကြည့်နေရမှခေါင်းငိန်လိုက်သည် အမှန်တွေပေါ့မလေးရဲ့ဒါကြောင့်ဒုတိယအတွင်းဝန်ဘဝနဲ့တွားရမှာပေါ့မလေးကြားရတယ်ဆိုတာ ရုံတော်မယုံမှုကိုတထုံသူဒီခေါင်းကိုဖြည့်ညှစွာညှိလိုက်ရင်ဘယ်သူမှမယုံကြပါဘူးကိုကိုကိုလည်းဖြည့်ရပုံတွေကိုမယုံကြည်နိုင်ဘူးပုထုဇဉ်ဘဝဆိုတာအတော်အံ့ဩစရာကောင်းနေနော်သူဒီညှိတွားရင်ကျမမျက်နှာကိုစိတ်စိတ်ကြည့်လိုက်သည်မလေးနဲ့မရတာဟာအကိုတထုံဘဝကိုလည်းအတော်ပြောင်းလဲလိုက်တာပဲရာကြွားတယောက်နေနဲ့ဒီစကားတွေကိုမပြောသင့်ပါဘူး ဒါပေမဲ့မလေးကိုတော့ပြောပြရမယ်။ဟိုမာကခက်ရှင်းရှင်းပြောရရင်အစ်မတန်စိတ်လေစရာ အယုံမှုဖြစ်စရာတွေများတယ်။ပြီးတော့ယာတူးကိုလိုက်ပြီးဆက်ဆံရတော့တိတ်ပြီးဘဝင်မြင့်စရာပဲ။ရုတ်တရက်ဆိုတော့အကိုတတ်ထုံးစိတ်ကိုမနိုင်ဘူး။အကိုတတ်ထုံးကိုထိန်းရမယ်။အကိုတတ်ထုံးမိမကလည်းအထက်လွားကပဲဖြစ်ပြန်။အနောက်ရဲ့ထုံးတန်းတလေတွေကိုအယုံမှုကြိုက်နေတော့အကိုတတ်ထုံးလည်းအောက်ခြေလွတ်ရတော့တာပဲ။ ူ့လွမ်းမှုမှုတွေကိုမတိမတာခံနေရတယ်။အရက်ကိုလည်းတော်တော်ပဲဆွဲမိတယ်။ဒါတွေကနေပြီးတဖြည်းဖြည်းအကိုတက်ထုံးဟာပြက်စီးလာရတာပါပဲ။မလေးရေမှားတာမှတိတ်မှားတယ်။အခုရှမ်းပြည်ကိုလာရင် မိုင်းငေါ်ကို ကားတဖြည်းဖြည်းမောင်းဝင်လာတော့မှ ဖြက်လာတဲ့ရခင်းတွေလှဲခွင်းတွေကို မြင်လေစိတ်ထဲမှာမှားခဲ့တာတွေကို မြင်မိလေပဲ။သူဒီခေါင်းကိုရမ်းရင် တကယ်ငါဒီလို ဖြစ်ခဲ့တယ်လို့ယုံတော့မယုံမိဘူးကျမသည်အကိုတက်ထုံးကိုတနာသွားသည် ဖြစ်ခဲ့ပြီးတာရီတော့မေ့လိုက်ပေါ့အင်းပေါ့လေဒါပေမဲ့လူရန်စားတစ်ခုကိုစော်ကားမိတာကတော့ဘသူခွင့်လွန်မလဲဒီမမလေးသူသည်ကျမကိုခေါ်၍စိတ်စိတ်ကြည့်နေသည် သူ့မျက်နှာတွင်မဲ့ပြုံးပြုံးနေသည် အကိုတက်ထုံးကကြာပန်းမေမလေးရဲ့ ကျမမျက်လုံးများသည်ကြာဖြူများစီသို့ရုတ်တရက်ရောက်သွားသည်ကြာပန်းဆိုတာမြေတို့ရေတို့နဲ့ကွေကွင်းလို့ရတာမှမဟုတ်တာပဲမြေနဲ့ရေကိုမှီးပြီးပွင့်ရတဲ့မြေရဲ့ပန်းပဲဒီကြာပန်းကဒီနေ့မြေကြီးနဲ့ရေနဲ့ကင်းကွာတဲ့နောက်မနဲ့ပြန်ညှိုးရမှာပေါ့သူသည်ခြောက်ကက်စွာရည်ရင်လူထုကြောင့်တက်လာတဲ့ကိုကလူထုနဲ့ကင်းကွာတဲ့နောက်ညှိုးရမှာပေါ့မှတ်လေးရဲ့ မဆမ်းပါဘူးကဲလီစိတ်ညစ်မနေပါနဲ့ဒီတစ်ခါအကိုတက်ထွန်းသွားရင်မြမလေးအနေနဲ့ပဲတတိပေးတဲ့စာလေးတွေရေးပါကွယ်သူသည်ကျမလက်ကိုဖြင်းညင်စွာဆွဲယူ၍သူ့နှက်ခမ်းနှင့်ထိထားသည်အခုတွေပဲအနောက်ဆန်နေပေသေးသည်မလေးအိမ်တော်မပြုတ်တော့ဘူးလားကျမလက်များကိုပြန်သိမ်း၍မလေးလည်းကုမှုဒရာကြပန်းဖြစ်နေတာပေါ့ဒါပေမဲ့ ဒီလရောင်နဲ့တော့ဘယ်တော့မှပွင့်မှာမဟုတ်ဘူး။ကျမသည်တိုးတိုးပင်ပြန်ပြောလိုက်သည်။ဆက်၍စကားပြောလို့တင့်တော်မည်မထင်တော့ပေ။အကုတ်တတ်ထွန်းညံ့နေပြီ။သူသည်မတ်တက်ရက်၍ကျမကိုဆွဲခေါ်သည်။ကျမတို့နှစ်ယောက်သည်အိမ်ထဲသို့ဝင်လာပြန်သည်။အမေကိုသူကနှုတ်ဆက်နေသည်။သူသည်ခပ်ပြေးပြေးပင်လရောင်အောင်မှရှောက်၍ပြန်သွားသည်။ကျမတို့သားမိမှာ ဝင်းတကားဝမှာပဲရက်နေမိသည် ကျမသည် အမေဘက်သို့လှည့်၍သူပြောသောကြာပန်းကိုပြောပြသည် အမေကပြုံးနေသည်ဒီမြေကို ရောက်လာတော့လေဘဝမှန်ကိုသတိရမှာပေါ့အေးလေဒါပေမဲ့ခင်စောအေးတို့ကတော့မြေနဲ့ကင်းกว่าပဲမဲ့မညှိုးတဲ့သစင်ပန်းကိုကွယ်အမေကဒါပဲပြော၍အိမ်ထဲသို့လှည့်ဝင်သွားသည် တောင်ကြီးလမ်းပေါ်တွင်ရှောင်နေသော အကိုသက်ထုံကိုမူကျမသည်မမြင်ရတော့သည့်အထည်ပင်ငင်းနေမိပါသည်1959ခုနှစ်ဧပြီလထုတ်ရှုမဝမဂ္ဂဇင်းအဆုံးထိနားဆင်ပေးခဲ့ကြတဲ့စာချစ်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်